professional ဆိုတာ professional ကြီးရှိတာပေါ့နော် professional professional ကြီးဆိုတာဘာအောင်လဲဆိုတော့အခုလိုမျိုးတာမန်လူတစ်ယောက်ကဥပမာအဖြစ်ကားမောင်းတယ်ပေါ့နော်ကားမောင်းလို့ဆိုလို့ရှိရင်စင်ကာပူရဲ့ law ဆိုလက်စဲချောင်းနဲ့ TRN ကိုစုပ်ပြီးတော့စိတ်အာယုံ100%အပြည့်ရှေ့ကိုဘေးကိုဘေးညာဘေးဘေးညာကိုနောက်ကိုပန်နေအကုန်မြင်ပြီးတော့တရား ကားမောင်းလာကားပြင်းတဲ့လူတွေဆိုတာကားမောင်းကြည့်ရတယ်ကားကိုမောင်းတဲ့အခါမှာတစ်ခါလေဘေးမှာအခု technician ပါတယ်အခု technician မပါရင်ကိုယ်တိုင်မောင်းပြီးတော့ computer data ကိုလည်းဖတ်ရတယ် band ကိုလည်းကြည့်ရတယ်ဒီအရေကိုလည်းကျွန်တော်တို့ကအချိန်နဲ့တကြေးညီကိုလိုချင်တဲ့အချက်လက်ကိုကြည့်နေပြီးတော့ရင်းမှာပေါ်တဲ့အကြောင်းအရာတွေကိုလည်းစမ်းသပ်စစ်ဆေးရဆိုတော့အခါခြားတော့ကျွန်တော်တို့မှာ ်ဆွေတို့အနေနဲ့နည်းတယ်လို့ပဲပြောပြောညားတယ်လို့ပဲပြောပြောကျွန်တော်တို့ယူထားရတဲ့ risk နဲ့ကျွန်တော်တို့ပြင်ရတဲ့ return ဆိုရင်အလုံးအင်မတန် business level price ဖြစ်ပါတယ်ဗျာဒါလေးကိုပြောပြချင်ပါတယ်ငယ်ချင်းတွေမိတ်ဆွေတွေကျွန်တော်နေရာမှာကျွန်တော်တို့နေရာမှာခဏလောက်ကိုစားနေကြည့်